Heyo guys, Mystery Master အမောက်ချန်နယ်ကနေပြန်လည်ဆိုလိုက်ပါတယ်။ဒီနေ့မှာတော့အထောက်အုံတိုက်တန်တွေကတိုက်တန်ရှစ်တာ9အောင်ကြောင်းကိုအသေးစိတ်ပြောပြီးတော့မှာပါ။အင်ထိုလေးပြီးရင်ဆက်လိုက်ကြတော့ပေါ့။ โอเค Titan ကိုအောင်ကြောင်းမပြောခင် Titan နေဘယ်လိုဖြစ်ပေါ်လာလဲသိစိတ်သိချင်အထက်အောင် Titan တမိုင်းကြောင်းဗီဒီယိုလေးလုပ်ထားပါဗျာ Channel နဲ့လည်းဝင်ကြည့်လို့ရသလို description မှာလည်း link ထည့်ပေးထားပါဗျာ Titan ကိုအောင်ကိုတကောင်းချင်းမပြောခင် Titan ကိုအောင်ရဲ့လှုပ်လှုပ်ပုံကိုအရင်သိထားဖို့လိုပါတယ် Titan Shifter ဖြစ်ဖို့ ADN တယောက်ဖြစ်နေမှရပါမယ် Titan Shifter မှမဟုတ်ပါဘူး Pure Titan နေလည်း ADN ဖြစ်နေမှရပါမှာပါ Titan Shifter ဖြစ်လာပြီဆိုရင်73နေပဲတက်ဆက်ရှင်နေပါတယ် ဘာလို့လဲဆိုတော့အရှိဗီဒီယိုမှာလည်းပြောခဲ့ပြီးပါပြီ။ဒါတော့ပြန်မရှင်းမရတော့ပါဘူး။ထိုင်တန်ကိုးအောင်ဒီမှာတက်မှတ်ထားတဲ့ကိုးပိုင် ability နဲ့အမြင့်နေရှိကြပါတယ်။ဥပမာခမရဝါဟမ်းမတိုင်တန်စက္ကန့်သူဖြစ်လာမယ်သူဆိုတော့ဝါဟမ်းမတိုင်တန် shifter ကိုမစားခင်ပြူရတဲ့နယ်ဖော်မှာခမရ9မီတာပဲရှိပါတယ်။ဒါပေမဲ့ဝါဟမ်းမတိုင်တန် shifter ကိုစားလိုက်ရင်ဝါဟမ်းမတိုင်တန်ရဲ့တက်မှတ်ထားတဲ့မြင့်က15မီတာမလို့15မီတာမြင့်တဲ့ဝါဟမ်းမတိုင်တန်ဖြစ်သွားပြီးခမရတက်လေ73နိမ့်မဆက်ရှိရတော့မှာပါ။ဒီလောက်တည်တာပြီဆိုရင်လုံလောက်ပါတယ်။ခမရကိုကျွန်တော် final boss လို့ထင်ခဲ့တဲ့ Colossal Titan အကြောင်းနဲ့စားလိုက်ကြတော့ပေါ့။ Colossal Titan 超型巨人。 ကလောဆိုတိုက်တန်ဟာ60မီတာမြင့်ရှိပြီးထိုင်တန်ကိုအောင်နဲ့မှာဒုတိယအကြီးဆုံးဖြစ်ပါတယ်။သူ့ရဲ့ရှေးလျားလုံးနဲ့မြင့်ကြောင်းထိုင်တန်နဲ့ human form ပြောင်းနေချိန် ODM gear သာအသုံးပြုတော့ဘူးဆိုရင်လဲလျောင်းပြီးတော့ human form ပြောင်းအောင်ပါ။မဟုတ်ရင်60မီတာမြင့်ရတဲ့ပြုတ်ကျပြီးရှော့သွားနိုင်ပါတယ်။ပြုတ်ကျနေချိန်သွေးထောင်ပြောင်းလို့ပြီးထိုင်တန်ပြောင်းရအောင်လဲအဲ့လောက်ကြီးလွယ်ကူမနေပါဘူး။ကလောဆိုတိုက်တန်ပြောင်းရင်တလုံးအများကြီးလိုပါတယ်။တစ်ခါတိုက်တန် shift တာပြီးနောက်တစ်ခါတိုက်တန် shift ဖို့ဆိုတာကလောဆိုတိုက်တန်တော်တော်မဖြစ်နိုင်ပါဘူး။နောက်ပြီးကလောဆိုတိုက်တန်ရေလှောင်မှုကရန်ကုန်နေပါတယ်။ဒါပေမဲ့လူတယောက်ကိုတတ်ဖို့ဆိုရင်အဲ့လူကိုလက်နဲ့လမ်းအောင်ရင်တော့အဲ့လူကပြေလို့မှမဖြစ်ပါဘူး။ ထိုင်တန်ပြောင်းမယ်ဆိုရင်လည်းနေရာရမ်းရွေးပါတယ်သူ့ရဲ့ကြီးမားတဲ့ထိုင်တန်ဖောင်ကြောင့်တတိလက်လွတ်ထိုင်တန် shift လိုက်ရင်ကိုယ့်ဘဝဝင်ရင်တစ်ခုလုံးဆုတ်ပြတ်သွားတော့မှာပါထိုင်တန်ကိုးအောင်နေတဲ့ကောင်ချင်းစီမှာကိုပိုင် ability ရှိကြပါတယ် closeout ထိုင်တန်ရဲ့ ability ကတော့ explosive transformation လို့ခေါ်တဲ့ထိုင်တန် shift တဲ့ချိန် nuclear သေးစားပေါက်ကွယ်မှုပြောင်းလုပ်လို့ရတာနဲ့ steam emission လို့ခေါ်တဲ့ရေနွေးငွေထုတ်လို့တာပါ series ထဲမှာလည်း army က nuclear သေးစားပေါက်ကွယ်မှုဖြစ်အောင် titan ရှင်းပြခဲ့ပြပါတယ် steam emission လောက်တဲ့ချိန်တော့ body ကိုလှောက်ရှားလို့မရပါဘူး steam emission အသုံးပြရင်လည်း body ကအားနေလာပြီးကျုံသွားမှာပါဒါကြောင့် air ရွေးနှွေးထိုင်ထုတ်နေလို့လည်းအဆင်မပြေပါဘူး ခလော်ဇိုတိုက်တန်ရဲ့အဓိကအားသားချက်ကတော့နာမည်မှာပါတဲ့အတိုင်းခလော်ဇိုတိုက်တန်အီယာမဘလူးကြီးဖြစ်နေတာပါပဲအီယာမကြီးဖြစ်တာကပဲသူ့ရဲ့အားသားချက်ဖြစ်တယ်လို့အီယာမကြီးဖြစ်တာကပဲရန်သူတွေရဲ့အလွယ်တကူပြစ်မှတ်ထားတာကိုခံရတတ်ပါတယ်ဒါပေမဲ့လည်းခလော်ဇိုတိုက်တန်ကိုနိုင်အောင်တိုက်နိုင်ဖို့ဆိုတာလွယ်ကူတဲ့ရာတော့မဟုတ်ပါဘူးသူ့ရဲ့ကိုယ်ကိုပန်းဖြိုးဖို့60မီတာလောက်မြင့်တဲ့မြို့လည်းတက်ရအောင်မယ်တက်တဲ့ချိန်မှာလည်းထိုင်တိုင်းကြီးကဒီတိုင်းညစ်မနေပါဘူးအကြွေးတက်နိုင်တယ်ပဲထားပါအောင်ရေလင်းဝေးထုတ်လို့လိုက်ရင်ရန်သူမီးလောင်ကျောင်းတော့တက်ပစ်လိုက်လို့ရပါတယ် ါတော့ဘယ်လိုတို့တို့ရှုံးရတာအာမင်ရဲ့အကွက်တွေရောက်သွားတာမလို့ surprise ဆိုပြီးရှုံးသွားတာပါမဟုတ်ရင် close out titan ကိုနိုင်မို့ဆိုတာတော်တော်ခက်ပါတယ် close out titan ကို series ထဲမှာပုံစံသုံးမျိုးမြင်သေးရပါတယ် final boss လို့ထင်ခဲ့တဲ့ဘယ်လိုတို့တို့ရဲ့ close out titan နဲ့အာမင်ရဲ့နရွတ်မပါတဲ့ close out titan ရဲ့ oh wait အာမင်ကသူ့တက်နေတဲ့လူတွေရဲ့အတန်တွေကိုမကြားချင်တဲ့ emotion ရှိရကြောင်းသူ့ရဲ့ close out titan form ကနရွတ်မပါတာပါ titan ရဲ့ပုံစံပြောင်းလဲခြင်းက shifter ရဲ့ emotion နဲ့ဆိုင်ပါတယ်နောက်ဆုံးတစ်ခုက error ရဲ့ close out titan form ပါ တကားလုံးမှာ Colossal Titan ကိုမကြိုက်ခင်ပေမဲ့ Aran Titan Fawn ကတော့စောင့်ရမယ်ပါတယ်။ Okay Colossal Titan ចောင်းပြီးပြီဆိုတော့ Armor Titan ចောင်းဆက်တော့ပါမယ်။ Armor Titan Yorono Kyojin Armor Titan ရဲ့အရွယ်စား15မီတာရှိပါတယ်။ Armor Titan ကလည်းနာမည်တိုင်းပါပဲ။သူရဲ့ skin တွေကို hardening armor plate တွေနဲ့ကာရရပါ။ armor ဒါလည်းမတိုးသလိုအမြောက်ရုံနဲ့ပြစ်ခံရရင်တော့တော်တော်ခံနိုင်ရှိပါတယ်။သူရဲ့ armor plate တွေက crystal hardening လောက်တော့မမှာပါဘူး။ဒါပေမဲ့ crystal hardening ကိုသုံးမိနိုင်တာမလို့သူရဲ့ပုံမှန်ရှင်နဲ့စိတ်ပိုင်းကို hardening လောက်လိုက်ရင် ခရစ်စတန်ဟန်နရီနဲ့ပူးမအောင်ပါပါ။အာမောတိုက်တန်ကနိုင်ငံတွေအကာအကွယ်တွေကိုသူ့ရဲ့အာမနဲ့တိုက်ပြီးဖြစ်စီပြနေဆန်းရှိပါတယ်။အခြားတိုက်တန်တွေကအဲ့လိုမလုပ်နိုင်ပါဘူး။ အဲ closer ရတော့ကြီးလို့ထားလိုက်ပါတော့နောက်တစ်ခုကအကာအကွယ်ဖြစ်သုံးချတာပါသူ့ရဲ့အာမအကာအကွယ်ကြောင့်ပဲမာလီရှီယိုလိုနာမည်ပြောင်းပေးခံခဲ့ရပါတယ်တနန်စပီယာရောခရစ်စတယ်ဟာဒနင်းတို့သာမပိုင်ရင်အာမထိုင်တန်ရဲ့အာမကိုဖျက်ဆီးလို့မရပါဘူးအာမထိုင်တန် shifter ဟာတခြားထိုင်တန် shifter တွေထက်ပိုပြီးပန်း safe ဖြစ်ပါတယ်ဘာလို့လဲဆိုတော့သူ့ရဲ့ကုန်းမှာတော့မာဂျောတဲ့အာမတွေပါနေလို့ဒီတိုင်း ODM gear နဲ့သွားပြီးပြီးခုတ်လို့မရပါဘူးတနန်စပီယာတောင်အများကြီးသုံးမှသူ့အာမဖျက်ဆီးရပါတနန်စပီယာ၄ချောင်းလောက်ဆိုရင် female titan လက်ပြုတ်သွားအောင်ဆော်လို့ရပါတယ်ဒါပေမဲ့အာမထိုင်တန်မျက်နှာနဲ့၅ခုလောက်ခဏတော့အာမတွေပဲပြုတ်သွားပါသူ့ရဲ့ကုန်းကအာမဆိုရင် န်နာစပီးယား၁၂ခုလောက်နဲ့ဖောက်ခွဲရတာအမှားပဲပြက်စီသွားပါအစားနာမကြအောင်ပြက်စီရတာမဟုတ်ပါဘူးတခြားထိုင်တန်နေဆိုရင်တန်နာစပီးယားနည်းနည်းလောက်နဲ့လေကုတ်ကိုထိုးပြီးဖောက်ခွဲလိုက်ရင်တခါတည်းထဲရရှစ်တာပါရှော့တော့မှာပါတန်နာစပီးယား၁၂ခုနဲ့ပြစ်ပြီးရတာနောက်ထပ်၃ခုနဲ့ထပ်ပြစ်ပြီးအသွင်းထိခုနှစ်ခုဝင်သွားရတာရှစ်တာမလျှော့ပါဘူးအချိန်နည်းငယ်လောက် regenerate လုပ်ပြီးပြန်အောင်ထလာပါသေးတယ်အမှားထိုင်တန်ရှစ်တာကလည်းအမှားထိုင်တန်တိုင်းပဲသေးဖို့ခက်ပါတယ်စီးရီးထဲမှာရိုင်နာဒေဂန်နီဖြစ်တာတခါတည်းမနေပါဘူးဒါတော့မသေးပဲပြန်ပြန်ထလာနေတာအမှားထိုင်တန်ရှစ်တာဖြစ်နေလို့ပါအထက်ထိုင်တန်ရဲ့ထိုးချက်တွေအရင်ပြနေဆိုတာအားလုံးမသိကြပါဘူးအခြားထိုင်တန်တွေ ကိုထိုးရင်တခါတည်းလဲတောင်ကြပါတယ်။အာမာထိုင်တန်ကိုကြတော့အာမာတွေကလေးလို့တစ်ချက်တည်းနဲ့လဲကြအောင်ထိုးလို့မရပါဘူး။ဟာဒနင်းလောက်ထားတဲ့လက်သီးနဲ့ထိုးတာတော့အာမာတွေပဲကွဲပါတယ်။နောက်တစ်ချက်ထိုးဝင်ရတာတော့နေအောင်နေမတော့ပဲချက်ချင်းပြန်ကောင်းထနိုင်ပါတယ်။ဒီမှာဆိုရင်လက်နှစ်ဖက်နဲ့အထက်ထိုင်တန်ရဲ့ခေါင်းကိုဂိုင်မိချုပ်ထားတာတော့လွတ်အောင်မယုံနိုင်ပါဘူး။အာမာထိုင်တန်ရဲ့အာမာကလေးလို့လည်းဖြစ်နေပါတယ်။ Anyway ဒီနေရာမှာ Aaron သာ Wyman တိုက်တန်ကိုမစားထားခဲ့ရင် Aaron အဲ့နေရာမှာတင်ရှုံးသွားနိုင်ပါတယ်။အာမာထိုင်တန်ရဲ့ physical strength လည်းရမြပါတယ်။ထိုင်တန်ချင်းချင်းတစ်ကောင်ကိုတစ်ကောင်မဝတ်ဆိုအောင်မလွယ်ပါဘူး။ ရိုင်နာကအေရန်ရဲ့အထက်တန်းကိုကင်တော်ပေါက်ပြလိုက်ပါသေးတယ်။အာမာထိုင်တန်နဲ့ဝမ်ဘဇဝမ်ရှင်ချရင်နိုင်မို့တော်တော်ခတ်ပါတယ်။တချို့လူတွေကအာမာထိုင်တန်ရဲ့ regeneration ကိုအရင်နည်းရလို့ထင်ကြပါတယ်။ဒီဗီဒီယိုမှာကြည့်လိုက်ပါ အရန်ထိုင်တယ်ဖော်ပြောလိုက်လို့အောင်မထိုင်တိုင်းလက်ကြီးပြတ်သွားပါတယ်။အောက်ရောက်တော့အဲလက်ကပြန်ပေါက်နေပါပြီ။ဒီမှာဆိုရင်လည်းခဏခဏဆုတ်ပြဲခံရတာတော့ခဏခဏ regenerate လုပ်ပြီးပြန်ထလာပါတယ်။အောင်မထိုင်တိုင်းရဲ့ ability တွေကတော့သူ့ရဲ့လေးလံတဲ့အာမာတွေကိုခွာခြားလိုက်လို့ရပါတယ်။အဲ့လိုလုပ်လိုက်ရင်လည်းတိတိတတ်တာ speed တိုးလာပါတယ်။နောက်တစ်ခုကတော့ရှေ့မှာကျွန်တော်ပြောခဲ့တဲ့အတိုင်းပဲ Titan Shifter ရဲ့ human form မှာတော့လူကပါမာနေလို့တက်ဖို့တော်တော်ခက်ပါတယ်။ series ထဲမှာတော့ Rhino ရဲ့အာမာထိုင်တန်ပေါင်းဝင်အာမာထိုင်တန်ပုံစံဆက်သမျိုးလောက်တိချာတွေ့ခဲ့ရပါတယ်။ဒီကောင်ဆိုရင် Fantastic Four တွေကတသိန်းနဲ့တောင်တူပါတယ်။အာမာထိုင်တန်အကြောင်းကတော့ဒီလောက်ဆိုရင်လုံလောက်ပြီးထင်ပါတယ်။ Female Titan အကြောင်း လေးဆက်သွားကြတာပေါ့ Female Titan Megatano Kyojin Female Titan ကြောင့်တော့တိတ်ပြောစရာမရှိပါဘူး slim meter မြင်ရှိပါတယ် Titan ship လိုက်ရင် pose နှလုံးပါလာပါတယ်တော်တော်လေးကြိတ်ပါတယ် female titan ရဲ့ ability ကတော့အနီးအသွေးမှာရှိတဲ့ viewer titan တွေကိုသူ့စီလောင်း orb ခေါ်နိုင်ပါတယ်ခန္ဓာကိုယ်ရဲ့ကြိုက်တဲ့စိတ်ပိုင်းကို crystal handling လုပ်လို့ရပါတယ်ဒါပါပဲဟမ်စရပါစရပါ female titan အကြောင်းကအရန်တုံနေတော့တော်တော်များများထင်လွဲကြတဲ့ female titan ရဲ့အကြောင်းကိုကျွန်တော်ရှင်းပြပါမယ် female titan ကိုယောက်ျား viewer titan အစားလိုက်ရင်ပေါ့စီနေဖြစ်နေမှာလား တော်တော်များများတွေ့ဦးကြမှာထင်ပါတယ်ကျွန်တော်တော့အဲ့လိုဖြစ်မှာမထင်ပါဘူးကျွန်တော်မြင်ရရှင်းပြပါမယ် Titan 9000တွေအကုန်လုံးကဂျန်နာလက်စ်တွေပါ Fawn Titan တို့ Jaw Titan တို့ဆိုရင်လဲ Shifter ယောက်ျားဆိုရင်ယောက်ျားပုံစံထွက်လာပြီး Main မဆိုရင် Main မပုံစံထွက်လာပါတယ် Figure Cut Titan ကြတော့ဘာလို့ယောက်ျားလေးပုံစံဖြစ်နေရလဲဆိုတော့ကိုတော့ Cut Titan ကြောင့်ပြပြလိုက်ချင်းရှင်းပြပါမယ် series ထဲမှာ female titan form မှာမြင်ခဲ့ရလို့ female titan လို့နာမည်လို့တက်လိုက်တာဖြစ်နေပါတယ် ကျွန်တော်သာဆိုရင် pure titan ကိုဆွဲဆောင်နိုင်လို့ attractive titan လို့နာမည်ပေးပြမှာပါတကယ်ဆိုရင်အဲ့ titan ကိုယောက်ျားလေးသာစားလိုက်ရင်ယောက်ျားပုံစံ titan ဖြစ်တော့မှာပါသုံးလို့ရနိုင်တဲ့ ability တွေကတော့တူတူပဲပေါ့ခင်ဗျားတို့ထင်တယ်လို့ယောက်ျားလေးကစားပြီး box ကြီးနဲ့ titan ကြီးဖြစ်နေ titan shifter တွေကဂေးစိတ်တွေပောက်ကုန်ပြီးဂေး titan ကြီးဖြစ်တော့မှာပေါ့ oh no 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 female titan ကြောင့်တော့ဒီလောက်ဆိုရင်လုံလောက်မယ်ထင်ပါတယ် beast titan kemono no kyojin beast titan က titan ကိုကောင်ထဲမှာ unit ဖြစ်ဆုံးလို့ပြောလို့ရပါတယ် beast titan founder က titan shifter ရဲ့ personality ကိုလိုက်ပြီး former beast titan နဲ့မတူတဲ့ personality beast titan တကောင်ဖြစ်သွားစီလို့တော်တော်မှိုက်ပါတယ် series ရဲ့ beast titan shifter ဖြစ်တဲ့ seek ကိုပဲဥပမာထားယူရှင်းပြပါမယ် seek ရဲ့အကြိုက်ဆုံးအကစားက baseball ဖြစ်တာပါသူငယ်ငယ်ကအရင်ကြိုက်ပြီးစောခဲ့တဲ့အရုပ်ကမျက်ဝင်ပါအဲဒါကြောင့်သူ့ရဲ့ titan founder ကပြေအားကောင်းတဲ့လက်ရှိပါတဲ့မျက်ဝင်တကောင်ဖြစ်သွားပါ စီရှိက former beast titan shifter ဖြစ်တဲ့ထောင်ဈေးပါဆိုရင်လေသူသိမ်းထားတဲ့အရောဟာ၃ရုပ်ပါတိုက်ခတ်လို့စိတ်မရှိပဲသူ့တွေဒီပဲလုံးချင်နေကြတာကြောင့်သူ့ရဲ့ titan form က ram မျိုးစား၃ပုံစံဖြစ်သွားပါတယ်သူ့ရဲ့ beast titan form ကတိုက်ပွဲမှာ၃ဝင်လို့ဈေးပါကိုယ်တိုင်လည်းပြောခဲ့ပါတယ်အဲ့လိုပဲ beast titan form တွေက shifter စိတ်ကိုလိုက်ပြီးပုံစံတွေပြောင်းသွားကြတာပါ Tom Zever ရှိရာ former Titan Shifter တွေကိုတော့မသိရပါပေမဲ့ Great Titan War မှာတော့ Beast Titan ဟာမြင်းတစ်ကောင်ပါဒီပုံဒီမှာကြည့်လိုက်ရင်မြင်းဟာတိတိတသားကိုကြီးပါတယ်အဲဒါကြောင့် Great Titan War မှာ Beast Titan Shifter ရဲ့ form ကမြင်းဖြစ်နိုင်ပါတယ်ဂျန်တဲ့ကောင်တွေဖြစ်သွားရင်ပြဿနာမဟုတ်ပါဘူးမြင်းကြီးဖြစ်သွားရင်တော့တခြား Titan တွေရဲ့စီးရအောင်ခံရမှာဆိုတော့အဲ့လိုကြီးရတော့ခုပြင်မှာမထင်ပါဘူး Season 2 Opening ဆောင်းမှာဆိုရင်လည်းအစကဒီပုံမြင်းတော့ကျွန်တော်တွေးမိလိုက်တာ Titan Shifter တွေကအများကြီးရှိသေးရလားဆိုပြီးတော့ပေါ့ဒါပေမဲ့ဒါတွေက Beast Titan former Shifter တွေကိုပြရဖြစ်နိုင်တယ်လို့ အမ်မြဝင်ကို Beast Titan လို့ forshare လို့ပြနေရတယ်ဖြစ်နေပါတယ်။နောက်ဆုံး Aaron Singh ကိုလိုက်တဲ့ Titan တွေထဲမှာလည်းအရင် former Beast Titan တွေလည်းပါဝင်လာခဲ့ပါတယ်။အဲ့ဒီမှာဆိုရင်သတိစံနေပေါင်းစုံပါပဲ။ဒါတော့မမြင်လိုက်ရတာအများကြီးပါ။ Beast Titan က ability လို့တော့မရှိပေမဲ့ Titan Fawn ကိုကိုယ်စိုက်တယ်လို့ကောင်းကြီးဖြစ်လာမှာဆိုတော့တခြား ability တွေပါထပ်ပေးလိုက်ရင်ဒီကောင်တော်တော်စိုးတော့ပါလိမ့်မယ်။ Jaw Titan အာဂီတိုနိုကျော်ဂျင်ဂျောတိုက်တန်ရဲ့အမြင်ကငါးမိတာပဲရှိပါတယ်အကောင့်သေးပေမဲ့ထိုင်တန်ကိုအောင်နေမှာဂျောတိုက်တန်ကစပီအမြန်ဆုံးဖြစ်ပါတယ်သူ SP က ODM ဂီယာနဲ့လိုက်တာတော့မမီပါဘူးအမြန်နှုန်းကကြီးတွေတောင်ရှောင်းနိုင်လောက်တဲ့အထိအမြန်ပါတယ်စပီဘိုင်းမှာရမ်းမိုက်ပေမဲ့ physical strength နဲ့ durability ဘိုင်းမှာတော့တော်တော် weak ပါတယ်အဲဒါကြောင့်မဲ့ဂျောတိုက်တန်ကတိုက်ကလန်သမျှရှောင်းပြီးပြန်ထက်လို့တာနဲ့ပို့လိုက်ပါတယ်ဂျောတိုက်တန်ရဲ့ ability ကတော့ချွန်ထက်ပြီးမှဂျောတဲ့သွားရင်းနဲ့လက်သေးရရှိနေရပါ ူ့ရဲ့သွားတဲ့လက်သေးတွေကမာလာပါတယ်ဆိုတော့ Christian Handering ကိုတော့ဖြည့်ဆည်းပြနိုင်စွမ်းရှိပါတယ် Christian Handering ကိုလက်သေးနဲ့တစ်ချက်ကုပ်မိတာတော့10စင်တီမီတာလောက်နှက်တော့တာကိုကြည့်ရင်သူ့ရဲ့သွားတဲ့လက်သေးတွေကဘယ်လောက်ထိချုံမိမှလဲဆိုတာသိတာပါတယ် Wire မထိုက်တဲ့ဝက်ပွန်နဲ့ Armor White Skin ဆိုရင်အလွယ်တကူတော့ဖြည့်ဆည်းပြလို့ရပါတယ်နောက် Ability တစ်ခုကတော့ Face Shield ဖြစ်ပါတယ် ကျောရတဲ့ခေါင်းဝကြီးနေရဆိုတော့ထိခိုက်မှုများဆုံးနေရမလို့ mask တက်ပေးထားပါတယ်ဒီ mask ကမာလီယာဆန်တထားရရလဲလို့တော်တော်များများယုံကြည်ကြပါတယ်ကျွန်တော်ကတော့အဲ့လိုမထင်ပါဘူးကျောရတဲ့ original ကို face shield ပါလို့မြင်ပါတယ်ဘာလို့လဲဆိုရင်ရှင်းပြပါမယ်ရှိခဲ့တဲ့ကျောရတဲ့ user ရဲ့အားလုံးဟာ face shield ပါပါတယ်ယူမီရဲ့ကျောရတဲ့လွဲလို့ပေါ့ ယူမီရဲ့ကြောရိုက်တံကဘာလို့ဖေရှီမပါလဲဆိုရင်ဖြစ်နိုင်ခြင်းတစ်ခုရှိပါတယ်ပထမတစ်ခုကရေးဆဲသူအီဇယမကဖေရှီထဲဘူစောစောကမတွေ့ခဲ့မိလို့ပါကြောရိုက်တံကိုယူမီရဲ့နဲ့စမိတ်ဆက်လာတာဆိုတော့ဒါဖြစ်နိုင်ခြင်းရှိပါတယ်နောက်တစ်ခုကယူမီဟာပြောတဲ့တံဖြစ်နေတဲ့အကြိုင်းနေလာခဲ့လို့သူ့ရဲ့ထိုင်တံဖောင်ကကြောလို့မပြောင်းသွားတာပါတွားရလက်သေးတွေပဲခြုံထွက်လာပြီးတော့ပေါ့ခမရတွေကဘလို့တင်ကြလဲခေါမမှာဝင်ရောက်ဆွေးနွေးပေးသားကြပါဦး ဖာရကိုရဲ့ကြောထိုင်တယ်ပြန်နိုင်တာကိုတော့အားလုံးပဲသိပြီးကြပြီထင်ပါတယ်။စီးကျစ်တော်ဝင်သွေးပါတယ်စပိုင်နယ်ဖလူးတွေကိုတောက်မိပြီးပြူရတဲ့နံပြောင်းလဲခံလိုက်ရလို့ဖာရကိုကိုစားပြီးကြောထိုင်တယ်ဖြစ်လာတာတော့စီးကျစ်ဘေ့စ်ထိုင်တန်ဆိုရင်းမှာပါလာတာမလို့ဖာရကိုရဲ့ထိုင်တန်ကပြန်နိုင်တာပါ။ ဒါအခုမှဖြစ်တာမဟုတ်ပါဘူး။ပိုးရင်ကလေးဖြစ်ပေါ်ပါတယ်။ဒီပုံတွေကိုကြည့်လိုက်ရင် beast လား jaw လား cut လားခွဲခြားလို့မရပါဘူး။အဲ့ဒါဘာလို့လဲဆိုတော့ former titan shifter တွေကတော်ဝင်သွေးပါကြပါတယ်။အဲ့လိုတော်ဝင်သွေးပါတဲ့ beast titan shifter ရဲ့ spinal fluid ကိုတောက်ပြီးအခြား titan shifter ကိုစားလိုက်မယ်ဆိုရင် beast titan ရဲ့အစွမ်းဖြစ်တဲ့ animal form ကိုပါရမှာပါ။ကျွန်တော်ရှင်းပြတာနားလည်လိမ့်မယ်ထင်ပါတယ်။ မာဆယ်တို့ပေါ်ကိုတို့ကတော်ဝင်သွေးပါတဲ့ beast titan ရဲ့ spinal fluid ကိုထိုးပြီး titan shifter ဖြစ်လာကြတာမဟုတ်လို့ jaw titan ပုံစံအစ်မန်ကဒီလိုပုံစံပါဒီလောက်ဆိုရင် jaw titan အကြောင်းတော်တော်များများနားလည်ကြလိမ့်မယ်ထင်ပါတယ် car titan အကြောင်းလေးဆက်သွားကြတာပေါ့ car titan sharikino kyojin car titan က6မီတာပဲရှိပြီး titan အားလုံးထဲမှာအနိုင်ဆုံးပါ6မီတာဆိုတာ၄ဘက်ထောက်သွားတဲ့အရယ်ကိုပြောတာပါ မသက်တာရက်သက်မယ်ဆိုရင်သူလည်းရှိလောက်မှာပါခါထိုင်တန်ကတရားထိုင်တန်လို့ချွန်းတဲ့သွားရည်လည်းမရှိ strength လည်းမရှိလို့ထိုင်တန်ကိုကောင်နဲ့မှ offensive အနေဆုံးထိုင်တန်တကောင်ဖြစ်ပါတယ်ခါထိုင်တန်ခန္ဓာကိုယ်ကရှည်ပြီးပြားနေရမလို့ကြောကုန်းပေါ်မှာလက်လက်တွေတင်ပြီးအဝေးကနေပဲတိုက်ခေရတာများပါတယ်ပစ္စည်းတွေတည်ယူပို့ဆောင်တဲ့အခါမှာလည်းအသုံးဝင်တော့ပေါ့မသိရင်ခါထိုင်တန်ကခါကိုကြားနေရပဲခါကိုဆိုမှ WDC စံနာကိုတတိရပါတယ် WDC စံနာခါထိုင်တန်လို့ပဲခါကိုဖြစ်ပါတယ်ထိုင်းနိုင်ငံနဲ့လူကြီးမင်းတို့မာယူလို့တဲ့ပဲပစ္စည်းမဆို WDC စံနာမှာတက်မှလို့ရပါတယ် Iron Person နဲ့လည်းပေးကြမလို့ပါဘူးခါကိုဖိတဲ့မျိုးနဲ့ပေးရမှာဖြစ်လို့ MMU ခုံကားဆိုတဲ့ promo code းလေးကိုသုံးလိုက်ရင်လည်း cargo fee 15ရာခိုင်နှုန်းပါ short ပြီးတော့မှာပါပစ္စည်းတွေကိုတန်တန်လေးနဲ့မှန်ယူနေမှာဖြစ်ပါတယ် cargo နဲ့ပတ်သက်တာသိချင်တယ်ဆိုရင်လည်း one season pay ကိုတိုက်ရိုက်မေးလို့ရပါတယ်မမှန်ဘူးသိရင်စမ်းမကြည့်ကြဖို့အကြံပြုပါတယ်ခတ်ထိုင်တဲ့အကြောင်းလေးပြန်ဆက်ကြပါဗော ခတ်ထိုင်တန်က offensive မှာအားနေပေမဲ့ speed ဘိုင်းမှာတော့အားသာပါတယ်ခတ်ထိုင်တန်ဖောင်က stamina တိတ်မစားလို့ titan ဖောင်ပြောင်းပြီးအကြိုင်းနေလို့ရပါတယ် titan ဖောင်နဲ့ human ဖောင်မှာပြောင်းမယ်နလားလောက်တိနေဘူးရလို့ခတ် titan shifter ဖြစ်တဲ့ pick ကပြောဦးပါတယ်အဲ့လိုအကြိုင်း titan ဖောင်နဲ့နေရလို့ human ဖောင်ရင်ပြောင်းနေချင်ကြရင် land shot ရခက်ခဲနေတတ်ပါတယ်လေးဘက်ထောက်သွားနေရတာကိုပဲအသားချနေလို့ပါ titan ဖောင်နဲ့အကြိုင်းနေလို့ရပြီး speed လည်းမြင်လာမလို့ခတ် titan ကိုထောက်လိုင်းနေရမှာအသုံးပြပါတယ်ခတ် titan ရဲ့ကောင်းက UR titan နေလို့ပဲ titan ပြောင်းလဲရင် user ရဲ့မျက်နှာကိုယူပါတယ်ခတ် titan shifter ဖြစ်တဲ့ pick ချစ်စရာကောင်းတယ်လို့ဒီမှာခတ် titan ဖောင်ကရုပ်စိုးပါ ါတယ်ဒါအကြောင်းရှိပါတယ်မင်္ဂမာဆိုရင်ခတ်တဲ့တန်ကိုစမြင်တော့အခုလိုပါဇက်ရှိရင်မဟုတ်သေးပါဘူးဣဇယမကဆက်စားတော့ခတ်တဲ့တန်ကိုအသက်လက်ပိုင်းရောက်ကြတဲ့ဖြစ်ဖြစ်တဲ့ Oliver Pick ဖြစ်ယူဆခဲ့တာပါပြီးမှစိတ်ပြောင်းပြီးကျွန်တော်ကောင်မလေး Pick Finger နဲ့စားထုတ်ခဲ့တာမလို့ Shifter ကြတော့ပြောင်းပြီး Titan Fawn ကိုတော့ Oliver မျက်နှာနဲ့မထားခဲ့ပါဘူးမဟုတ်ရင်ကျွန်တော်ကောင်မလေးရဲ့ Titan Fawn လေးချစ်ဖို့ကောင်းပါပါ Titanium ရဲ့ regeneration ကကောင်းသလောက်ခါ Titan က regeneration မှာတော်တော်နေပါတယ် offensive ဘိုင်းနဲ့ defense ဘိုင်းမှာပါအားနေပြီး regeneration ကလည်းအတော်နေလို့တခြား Titan တွေနဲ့တော့တရှင်းချလို့ကောင်းမနေပါဘူး Superman ဝင်လို့ရင်ရှောဝရဟိုင်းတို့က90ရဟိုင်းတို့လောက်ရှိနေရမလို့အနောက်ကနေပဲ support ပေးတာသူ့အတွက်အကောင်းဆုံးဖြစ်ပါတယ်ဒါပေမဲ့အထက်ဝင် Titan final season မှာကျွန်တော်ကောင်းမလေးကခါ Titan ကိုရှယ်ကြီးသုံးမြောက်တော့ပါတယ် Titan ဖောင်ရဲ့အားနေချက်အားသာချက်ကိုသိလို့ခဏခဏကိုပြောင်းပြီး Titan ရဲ့ power ကိုအကောင်းဆုံးအသုံးချပြတော့ပါတယ်ခါ Titan တွေကလည်းကျွန်တော်ရှိရကြော Titan မှာပြောခဲ့တဲ့အတိုင်းပဲအရင် Titan shifter တွေက Beast Titan shifter ရဲ့ Spinal Fluid ကိုတောက်ပြီး shifter ဖြစ်လာလို့ထင်ပါတယ် ောင်းကောင်းတွေနွားကောင်းတွေနဲ့အဆုံးပါပဲ hardening ကတော့ series မှာတခါမှမလုပ်ရခဲ့လို့မလုပ်နိုင်ဘူးလို့ယူဆလို့ရပါတယ်ခါထိုင်တန်အကြောင်းလေးကတော့ဒီလောက်ပါပဲဘဝမ်းမထိုင်တန်အကြောင်းကိုဆက်သွားကြပါမယ် ဝါဟမထိုင်တန်စင်ဂျူနိုကျူဂျင်ဝါဟမထိုင်တန်အမြင်ကစကားမိတာရှိပါတယ်။ထိုင်တန်ကုန်းပေါ်မှာဝါဟမထိုင်တန်ကတော့တော်တော်လေးမိုက်တဲ့ ability ရှိပါတယ်။ structural hardening လို့ခေါ်တဲ့ဖွဲ့စည်းပုံမာကျော်ခြင်းအစွမ်းကိုအဓိကအသုံးပြုပါတယ်။ structural hardening ကကျွန်တော်ထင်ပါပေမဲ့အာမထိုင်တန်ရဲ့အာမလောက်တော့မမှုံမရပါဘူး။ဒါပေမဲ့လည်းထူးထူးထက်ထက်ကြီးလုပ်လိုက်ရင်တော့တော်တော်အောင်မှာပါပါ။ဒီကလုံးနီးပါးကိုလည်း hardening နဲ့ပဲအုပ်ထားပြီးအဲ့ hardening နဲ့ပဲတမန်ရာဝတ္ထုတွေအကုန်ဖန်တီးနိုင်ပါတယ်။ series ထဲမှာတော့ structural hardening နဲ့ဓာတ်တူများ ဒူးလေးနဲ့အချွန်တွေကိုအများဆုံးလိုတာတွေ့ရပါတယ်ပြီးတော့ Crystal Hardening ကိုလည်းအသုံးပြုနိုင်ပြီး Titan Shifter ကိုယ်တိုင် Titan နဲ့မှွင့်ခြင်းနဲ့ Structural Hardening နဲ့ Cable ပုံစံဆက်သွယ်ပြီးအဝေးကနေ Titan ကို Control လုပ်လို့ရပါသေးတယ် Human Form တွေကို Warhammer Titan ရဲ့ Ability ကိုပါသုံးနိုင်ပါသေးတယ်အဲ့လောက်ကြီးစွမ်းနေရင်လည်းသိကြပါတယ်အနေချက်တွေရှိကြပါဘူးအဓိကအနေချက်က Create လုပ်လို့လေ Stamina အကုန်မြန်လေးလေးပါပဲမစင်မချင်းမဲလျှောက်ပြီး Create လုပ်နေမှဆိုရင် Stamina ကုန်ပြီးလက်တော့မှာပါ Warhammer Titan အသုံးပြုတဲ့ရင်ရှင်းမဲ့ပါတယ် Series ရဲ့ Warhammer Titan Shifter ဖြစ်တဲ့ Lara Typer က Rhino နဲ့ Eren တို့လို Battle Experience မရှိရကြောင်း Eren ကို ုံးသွားတာပါမဟုတ်ရင် Aaron အထက်ထိုင်တယ်လည်းမနိုင်တော့ပါဘူးဝါဟမထိုင်တယ်စွမ်းကြောင်းမဲ့ Aaron တေးပြက်နေခဏခဏလုပ်ပါတယ် Stamina မကုန်သေးရကတော့ဝါဟမထိုင်တယ်ကိုနိုင်အောင်တိုက်ဖို့ခက်ပါတယ် Regenerate ကလည်း Stamina မမှုတည်နေရကြောင်းတေချာလေး Trainer ကြီးအသုံးပြုမယ်ဆိုရင်ဝါဟမထိုင်တယ်ကောလို့ပါပဲစီရီတမှာတော့ဝါဟမထိုင်တန်ပုံစံနဲ့12မျိုးလုံးမြင်ခဲ့ရပါတယ်ဒီကောင်ဆိုရင် defense ဝါဟမထိုင်တန်မှာဝါဟမထိုင်တန်ကြောင်းတော့ဒီလောက်နဲ့ပဲဆုံးသတ်ချင်ပါတယ်ကျွန်တော်တို့ရဲ့ဇလိုက်ကြီးဖြစ်တဲ့ Alien ရဲ့အထက်ထိုင်တန်ကြောင်းစီဆက်သွားကြတာပေါ့ Attack Titan ရှင်ဂကီနိုကျိုဂျင်အထက်ထိုင်တန်က15မီတာမြင့်ရှိပါတယ်။တခြားထိုင်တန် shifter တွေကသူတို့ရဲ့ former ထိုင်တန် shifter ရဲ့အတိတ်ကိုပဲမြင်ရပေမဲ့အထက်ထိုင်တန် shifter ကတော့အနာဂတ်ရဲ့တပိုင်းတစ်စောက်ကိုပါကြိုမြင်နိုင်ပါတယ်။ကြိုမြင်တဲ့အနာဂတ်တပိုင်းတစ်စောက်နဲ့ရှိစပ်ပြီးဘဒူးမင်းကိုမှမနာခင်ပဲလွတ်လပ်မှုသောတိုက်ပွဲဝင်တဲ့ထိုင်တန်မှာဒါကြောင့်လည်းတတိုင်းပြင်မှာထိုင်တန် shift ကောင်ဂျန်ခဲ့တဲ့ချိန်မာလီလက်အောင်မရောက်ခဲ့ပဲသူ့လူမျိုးလွတ်လပ်ရေးအတွက်တိတ်တိတ်လှုပ်ရှားနေခဲ့တာပါ။အထက်ထိုင်တန်က shifter ရဲ့ emotion ပြင်းရင်ပြင်းတဲ့လောက်ထိုင်တန်ပိုကျန်လာတော့မလို့အရွယ်စားတွေအားချက်တွေမမြရင်တော့အထက်ထိုင်တန်ကနိုင်အောင်တိုက်ပါတယ်။ဒီမှာဆိုရင် Aryan ရဲ့ထိုင်တန်ဖောင်ကအရင်အထက်ထိုင်တန်နဲ့မတူပဲ EV ပုံစံဖြစ်နေ င်ကလည်း Aaron ရဲ့ emotion ကြောင့်မှာတော်တော်များများသိချင်နေကြတဲ့ Aaron သူ့ဖေကို phone တိုက်တန်းကိုစားခိုင်းပြီးသူ့စီအိုက်ဆွမ်းရအောင်လုပ်ခိုင်းနေတာကအထက်တိုက်တန်းအစွမ်းလား phone တိုက်တန်းအစွမ်းလားဆိုတဲ့ဟာကိုကျွန်တော်ရှင်းပြပါမယ်။တချို့သူတွေဆိုရင် time travel လုပ်ပြီးအတိတ်ကိုဝင်ဆော့ဖက်ခဲ့ရလို့အောင်ထင်ကြပါတယ်။ဒါပေမဲ့အလိုမဟုတ်ပါဘူး။အဲ့ဒါရဲ့အစားကတော်ဝင်သွေးပါတဲ့ Zeke နဲ့ phone တိုက်တန်း shifter Aaron ထိတွေ့ပြီး Zeke က Aaron ကို brainwash လုပ်ဖို့ Grisha ရဲ့အတိတ်ကိုပြပေးခဲ့မှမမြင်ထင်ပါတယ်။အဲ့ဒါကဒီတိုင်းပဲကြည့်လို့ရတာပါ။ဝင်ရောက်ဆော့ဖက်လို့မရပါဘူး။သူတို့ကြည့်နေခဲ့တဲ့ချင်း Grisha လူတော်မတတ်ဘူးသေးလို့သူမလို့နိုင်ဘူးပြောနေကြတာမှမမြင်ပါဘူး။ Aaron သူ့ဖေကိုဖိအားပေးခဲ့တာအဲ့ဒီနေရာမှာဖိ ရပေးခဲ့တာမဟုတ်ပါဘူးအတိတ်ကခရီးရှားကိုဖိအားပေးခဲ့တာပါအဲဒီအချိန်မှာခရီးရှားအနာဂတ်ကအဲရန်သူ့ကိုအဲ့လိုပြောတာမြင်ပြီးခရီးရှားဆက်လုပ်ခဲ့တာပါပုံကိုကြည့်ပြီးနားမလည်သူတွေကိုရှင်းပြပါမယ်ဒါကတော့ခရီးရှားရဲ့လက်ရှိပုံစံပါ ီပုံကတော့ Aaron ကခရစ်ရှာရဲ့တိတ်ကိုကြည့်ရတဲ့တော့က Aaron ရဲ့အမြင်ဖြစ်ပါတယ် Attack Titan ရဲ့အနာဂတ် Shifter ရဲ့မှတ်ဉာဏ်ကိုချုပ်မြင်တဲ့ ability ကြောင့်အနာဂတ် Titan Shifter ဖြစ်တဲ့ Aaron ရဲ့မှတ်ဉာဏ်ကိုချုပ်မြင်ခဲ့တာပါအဲ့ဒီမှာ Aaron ရဲ့ shoot down နေပဲမြင်ရမှာဖြစ်ပြီး Aaron ပြောတဲ့အောင်ပဲကြားမှာပါအလွယ်တွေးကြည့်လိုက်ရင်လက်ရှိ Aaron ကဒီလိုပြောခဲ့တဲ့မှတ်ဉာဏ်ကိုအတိတ်ကခရစ်ရှာစီပို့လိုက်တာပါအဲ့မှန်ခရစ်ရှာအနာဂတ်မှာသူ့သားဖိအားပေးနေအောင်ချုပ်မြင်ပြီး Founding Titan ဝန်သက်အစွမ်းအုံရယူပြီး Aaron စီလွှဲပေးခဲ့တာပါခရီးရှားစိတ်ကိုမြင်နေရတာဟာလေအခုနကရှင်းပြတဲ့အတိုင်းပါပဲအေရန်ကခရီးရှားစိတ်ကိုမြင်ရအောင်သူတို့နှစ်ယောက်အနောက်မှာရပ်ပြီးတမင်တသက်ခရီးရှားကိုပြနေကြတာ ပါ။ဂရီရှားရဲ့အနာဂတ်ကိုကြုံမြင်တဲ့ပုံစံကဒီလိုပုံစံဖြစ်နေလို့ဂရီရှားကသူ့ရဲ့နေရှင်အရှိမသူသားဆီရှိရဆိုပြီးထားလာပါသေးရဲ့။သူမြင်ခဲ့တဲ့မိုးစိမ်ဝင်တဲ့လူဟာဈေးမဖြစ်နိုင်ပါဘူးဆိုပြီးမှအစားအတွင်းနေခဲ့ပါတယ်။ဒီလောက်ဆိုရင်အလုံးသိစင်တွေအပြည့်ရှင်းသွားပြီထင်ပါတယ်။အဓိကကအနာဂတ်ကိုကြုံမြင်တဲ့အထက်တိုင်တိုင်ရဲ့အစွမ်းကြောင့်ပါ။ကျွန်တော်လဲစားကြည့်တော့ကျွန်တော်တို့ဖြစ်ခဲ့တဲ့ခံလေးပါပဲ။အထက်တိုင်တိုင်ကြောင့်ပြီးပြီဆိုတော့နောက်ဆုံးချက်နဲ့ founding titan ကြောင့်ပြောကြတာပေါ့။ founding titan ရှိဆုံးသောကျော်ဂျင်ဖောင်းနင်းထိုက်တန်အကြောင်းကိုဒီတိကျကျပြောရရင်ခွဲပြီးပြောမှရပါမယ်မဟုတ်ရင်ရှုပ်ကုန်ပါလိမ့်မယ်အရင်ဆုံး Frida Reese ရဲ့ဖောင်းနင်းထိုက်တန်နဲ့စပြောရပါဘော Frida ရဲ့ဖောင်းနင်းထိုက်တန်က15မီတာမြင့်ရှိပါတယ် Subject of Humanity အားလုံးရဲ့မျက်ညံကို Manipulate လုပ်နိုင်သလိုထိုက်တန်တွေပြောင်းပြောင်းနိုင်စွမ်းရှိပါတယ် Titan Shifter ပါဝင် Titan တွေအားလုံးကိုလည်းအမိန်ပေးပြီးလိုသလိုခိုင်းလို့ရပါတယ် Attack Titan တော့မပါဘူးပေါ့ Titan တွေကိုလည်းဖန်တီးနိုင်ပါတယ်နယံသွင်းတဲ့ Colossal Titan တွေဆိုရင်ဖောင်းနင်းထိုက်တန်အစွမ်းနဲ့ဖန်တီးတာတွေပါပဲဖောင်းနင်းထိုက်တန်အစွမ်းအကန့်အသတ်တွေရှိပါတယ်ဥပမာတော်ဝင်သွင်းမပါတဲ့ Alien တယောက်ဟာဖောင်းနင်းထိုက်တန် Shifter ဖြစ်လာမယ်ဆိုရင်ဖောင်းနင်း င်းထိုင်တိုင်အစောင်းအသုံးပြုလို့မရပါဘူးကျွန်တော်တို့မြင်သွေးခဲ့ရတဲ့ free tire founding ထိုင်တိုင်ဟာဆိုရင်တော်ဝင်သွင်းမှုအဲ့အစွမ်းတွေသုံးရပါတယ်ဒါပေမဲ့ founding ထိုင်တိုင်အစွမ်းဒါအကုန်မဟုတ်သေးပါဘူး founding ထိုင်တိုင်ကယူမီရဲ့ထိုင်တိုင်ကိုလက်ဆင့်ကမ်းလာတာဖြစ်လို့နောက်ပိုင်း founding ထိုင်တိုင်တွေက15မီတာပဲရှိပြီးကျွန်တော်ခုနကပြောခဲ့တဲ့အစွမ်းတွေပဲသုံးလို့ရပါတယ်ယူမီရဲ့ founder ထိုင်တိုင်ဟာဆိုရင်250မီတာလောက်ထိမြင့်ပါတယ် founding ထိုင်တိုင်လို့မပြောဘဲ founder ထိုင်တိုင်လို့ပြောရတာဟာယူမီရဲ့က founder မလို့ပါ founder titan မှာဆိုရင်ခုနပြောခဲ့တဲ့အစွမ်းပြင်ဘာစွမ်းတွေပါရှိအောင်လဲဆိုတော့ final season မှာ eran founding titan အစွမ်းအကုန်သုံးပြတော့ပါတယ် wait wait အေရန်ကအေဒီယန်လေးဘာတော်ဝင်သွေးမှလည်းမပါဘူးလေဘာလို့အိုဝါပါပါပါတုံးနေရလဲဆိုတော့အေရန်ကယူမီယယ်ကိုအဲ့ကျုံဘွားနဲ့လွတ်မြောက်ပြောင်းလှုပ်ပေးခဲ့သူဖြစ်နေလို့ပါတော်ဝင်သွေးပါတဲ့ဇီကအေရန်ကိုအုံးချပြီးယူမီယယ်ကိုမျိုးဆက်ဖြစ်ဖြစ်ဖို့အမိန်ပေးတာချင်းအေရန်ကယူမီယယ်ကျုံဘွားကိုလွတ်မြောက်အောင်ဖြောင်းပြပေးနိုင်ခဲ့ပါတယ်အဲ့လိုကြောင့်မဲအေရန်ကယူမီယယ်ဖောင်နာထိုက်တန်ဆောမှာရလာပြီးအိုဝါပါပါဖောင်နင်းထိုက်တန်ဖြစ်ပြောင်းသွားတာပါအေရန်ရဲ့ဖောင်နင်းထိုက်တန်ကခေါင်းပြုတ်ထားနေတာဖြစ်နေလို့ဂုံဂုံကြီးဖြစ်နေရပါအဲ့လိုဂုံဂုံနဲ့တောင်6မီတာလောက်ရှိပါတယ် ခေါင်းသားမပြောခဲ့ဘူးဆိုရင်တော်တော်လေးကြည်ပြီးမိုက်တဲ့ founding titan ပုံစံထွက်လာမှာမှန်ပါပဲ founder titan အစွမ်းဘာတွေလဲဆက်ပြောကြတာပေါ့ရှေ့မှာပြောခဲ့တဲ့ subject of union တွေအလုံးရဲ့မညံကို manipulate လုပ်နေတာရယ် titan ပြောင်းပြစ်နေတာရယ် titan တွေဖန်သီးနေတာရယ် titan တွေကိုအမိန်ပေးပြီးခိုင်းလို့ရတာရယ်အပါဝင် pet ကနေသစဉ် subject of union တွေကိုဆက်သွယ်တာရယ်အသိတွေကိုပြန်သွားကြည့်ရရင်လုံနိုင်ပါတယ်နောက် ability တစ်ခုကခေဆက်ဆက်က titan shifter ရဲ့ titan တွေကိုစင့်ခေါ်နိုင်ပါတယ်စင့်ခေါ်လိုက်တဲ့ titan တွေအလုံးလဲအသိစိတ်ရှိပါတယ် founder titan ရဲ့နောက်ဆုံး ability ကတော့ကြိုက်တဲ့ titan ကိုယ်အောင်ပုံစံကို shift နိုင်တာပါ final season နောက်ဆုံးမှာလဲ aran closer titan ကြီးပြောင်းပြသွားပါတယ် ယ်အဲရန်ကယူမီယန်ကနေတိုက်ရိုက်ဆွဲနေရခဲ့လို့အထက်ဝင်တိုက်တန်စီးပြီးတစ်ခုလုံးမှာ powerful ဖြစ်ဆုံး character တယောက်ဖြစ်လာခဲ့ပါတယ်ဗီဒီယိုလေးကတော့ဒီလောက်ပါပဲအဆုံးနဲ့ကြည့်ရှုအပ်ပေးခဲ့ကြလို့လည်းအထူးပဲကျေးဇူးတင်ပါတယ်အမားတွေပါသွားခဲ့ရင်လည်းထောက်ပြပေးခဲ့ကြပါအောင်ဒီ Titan 9ဝင်ဗီဒီယိုနှစ်သက်တယ်ဆိုရင်လည်း like လုပ်ပြီး channel ကိုလည်း subscribe လုပ်ခဲ့ပေးကြပါအောင်ကျွန်တော်တော့ရန်ပြီပါနောက်ဗီဒီယိုမှာပြန်သေးကြပါမယ် See ya ထုံမသက်ချီ